ါရှင်။ကရင်မျိုးသားစီရုပ် KNU ကမင်းလက်ပံရွာလာက ကြားဖြန့်ရုပ်ကိုဝင်စည်းခဲ့ချိန်ကအသေးပြောက်ရှိခဲ့ပါရီ။စစ်ကောင်မရှင်ကလာမဲ့ရွေးကောက်ပွဲအတွက်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကိုလက်ဖြာပြီးကြိုတင်မဲ့ပေးစီခဲ့ပါရီ။ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေကြောင့်တည်င်းသမားတွေဟာအသက်အန္တရာယ်ဖြစ်တဲ့အထိချင်းချောက်ခံနေရပါရီ။ ကရင်ပြည်မြဝတီမြို့နယ်မင်းလက်ပံရွာနာကဒီမိုကရေစီအကြိုပြုကရင်တပ်မတော် DKBA ထိချုံနယ်မြေရှိအွန်လိုင်းငွေလိမ်လုပ်ငန်းခွင်ကြားဖြင့်ယုံကိုကရင်အမျိုးသားစီရုပ် KNU ကစီးနှင်းချိန်မှာတည်ဆုံမှုတွေရှိခဲ့ပါတယ်။တရုတ်လူမျိုးတယောက်နဲ့မြန်မာ၅ယောက်တည်ဆုံခဲ့တာလို့မြင်ပြင်းသတင်းရင်းမြစ်ကပြောပါတယ်။ KNU ရဲ့ပြောဆိုချက်အရတည်ဆုံသွားတဲ့တရုတ်နိုင်ငံသားဟာနိုဝင်ဘာလ25ရက်နေ့မှာဖမ်းဆီးထိမ့်သိမ်းထားသူတွေအချင်းချင်းခိုက်ရန်ဖြစ်ပြီးတည်ဆုံတာဖြစ်တယ်လို့နီးစပ်သူတယောက်ကပြောပါတယ်မြန်မာ9ရောက်ကတော့ KNU ကဝင်ရောက်ထိတ်သိမ်းတဲ့နေ့မှာခြံဝန်းကျော်ထွက်ပြေးရာကစစ်ပွဲကြားညက်ပြီးကြည်တိမဲ့တိစုံခဲ့တာဖြစ်တယ်လို့မြင်ပြင်တည်င်းမြစ်တွေကပြောပါရယ်။ဒါပေမဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပြောဆိုချက်တွေကွဲလွဲမှုရှိနေပါရယ်။ ် DKB နဲ့နှိဆက်သူတချို့ကတော့အခုတည်ဆုံသူတွေဟာ KNU ရဲ့စီးနင်းမှုစတင်ချိန်ကတည်းကပြစ်ခတ်ခံရပြီးတည်ဆုံခဲ့တာလို့ဆိုပါတယ် KNU အနေနဲ့မင်းလက်ပံကြားဖြတ်ရုပ်ကိုနိုဝင်ဘာလ23ရက်နေ့မှာစတင်စီးနှင်းခဲ့ပြီးလူပေါင်း2000ကျော်ကိုဖမ်းဆီးထိတ်သိမ်းခဲ့ပါတယ် စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲအတွက်တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုအသင်းအချက်ကြိုတင်မဲ့ပေးခိုင်းရဲ့ဖိအားပေးမှုတွေရှိနေတယ်လို့ရှန်လူခွေမန်တိုင်း SHRF ကပြောပါရီနိုဝင်ဘာလတတိယပတ်အတွင်းရှမ်းပြည်တောင်ပိုင်းကပင်တရနမ်ဆန်ကိုဟိစားတဲ့မြို့နယ်တွေနဲ့ရှမ်းပြည်အရှိပိုင်းမိုင်းဆက်မြို့နယ်တွေမှာတက္ကသိုလ်ကျောင်းသားကျောင်းသူ250ကျော်ဟာကြိုတင်မဲ့ပေးခဲ့ရတယ်လို့ဆိုပါရီ ဒီကျောင်းသူကျောင်းသားတွေဟာသူတို့ရဲ့နေရပြင်ပတက္ကသိုလ်တွေမှာတည်ရောက်မဲ့သူတွေဖြစ်ပြီး အများစုက ပထမနေ့တက်မဲ့မောင်မယ်တိလွင်တွေလို့ SHRF တာဝန်ရှိသူက ပြောပါတယ်။ဒေသတွင် အုပ်ချုပ်ရေးတာဝန်ရှိသူတွေကတက္ကသိုလ်ကျောင်းအပ်ဖို့လိုအပ်တဲ့ကျင်းဝတ်အကျဉ်းစရိတ်တာထောက်ခံစာရီဒါမှမဟုတ်အဆောင်ငါးဖို့လိုအပ်တဲ့ထောက်ခံစာရီကိုကြိုတင်မဲပေးပြီးတဲ့အထောက်အထားပြမှာပဲထုတ်ပေးမယ်ဆိုပြီး PRP ခဲ့တာလို့ပြောပါတယ်။ ကိုဟိန်မြို့နယ်မှာဆိုရင် အုတ်ချုပ်ရည်မှုတွေကတအိတ်သက်စင်စရင်လိုက်ကောက်ပြီးမဲပေးဖို့အတင်းအကျပ်ဖိအားပေးခဲ့တယ်လို့ဆိုပါတယ်။နမ်ဆန်မြို့ကကြောင်းသားတယောက်ဟာလည်းမဲပေးဖို့စိတ်မဝင်စားပေမဲ့ထောက်ခံစာလိုတဲ့အတွက်သွားပြီးခဲ့ရတယ်လို့ပြောပါတယ်။ဒီလိုပြည်သူစံနာမပါဘဲအတင်းအကျပ်မဲပေးခိုင်းတဲ့လုပ်ရက်တွေကိုကြည့်မယ်ဆိုရင်စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဟာလူလက်မှုနဲ့တရားမျှတမှုမရှိဘူးဆိုတာကိုထပ်မံမိမောက်ထိုးပြနေတယ်လို့ SHRF ကဆိုပါတယ် စစ်ကောင်မရှင်ဟာဂရနီပြည်ကလွိုက်ကော အချင်းထောင်ထဲမှာအချင်းသားတွေကိုအတင်းအကျပ်ကျူတင်မဲပီးခိုင်းတဲ့မင်းမတမာမှုတွေလုပ်နေတယ်လို့ဂရနီနိုင်ငံရဲ့အချင်းသားများစီယုံ KPPA ကစွပ်စွဲထုတ်ပြန်လိုက်ပါတယ် KPPA ရဲ့နိုဝင်ဘာလ25ရက်နေ့ထုတ်ပြန်ချက်အရလွိုက်ကောအကျဉ်းထောင်ထဲမှာရှိတဲ့အချုပ်သားနဲ့အကျဉ်းသား900ကျော်ကိုပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမဲပေးဖို့စီခိုင်းခဲ့တာဖြစ်ပါတယ်။ KPPA ကဒီလိုလောက်ရဟာရွေးကောက်ပွဲဥပဒေကိုပြပြတင်းတင်းချိုးဖောက်တာဖြစ်ပြီးနိုင်ငံသားအခွင့်အရေးကို စော်ကားတာဖြစ်တယ်လို့ပြောပါတယ်။မဲမပီးမနေရဘူးဆိုတဲ့ပုံစံမျိုးနဲ့မဲကိုအတင်းချက်ပြီးခိုင်းတာပေါ့နော်။တတိထားမဲ့ချက်ကအဖြစ်တန်ကြောက်မခံရတဲ့လူကမဲပြီးပိုက်ခွင့်မရှိဘူး။ထို့အပြင်အဲ့ဒီအဖြစ်တန်ကြောက်ခံရတဲ့လူတွေရဲ့နာမည်ကလည်းမဲစင်းမှမရှိဘူး။ဆိုတော့ဗမာတပ်မတော်ကဒီလိုကိစ္စကိုသူသူဝဲဝဲလုပ်နေတာက နိုင်ငံရေးရွှေ့ကစားဖို့အတွက် မင်းတမာမှုမင်းမတမာမှုကိစ္စတွေဆောင်ရွက်ဖို့တဲ့သူတို့ကြိုတင်ကြံစီချင်းပဲဖြစ်တယ်လို့ကျွန်တော်ယူဆပါတယ်ရွေးကောက်ပွဲဥပဒေအရပြည်တံချမှတ်ခံရသူတွေဟာမဲပေးပိုက်ခွင့်မရှိပါဘူးဒါပေမဲ့စစ်ကော်မရှင်ဘက်ကအဲ့ဒီလူတွေကိုပါအတင်းအကျပ်မဲပေးခိုင်းခဲ့တာဖြစ်တယ်လို့ KPPA ကဆိုပါတယ် KPPA ကတော့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကို အပြင်းထန်စန့်ကျင်ကန့်ကွက်ကြောင်းထုတ်ပြန်ထားပြီးရွေးကောက်ပွဲဆိုင်ရာမဲမတမာမှုကိစ္စတွေအတွက်ကြိုတင်ကြံစီတာပဲဖြစ်တယ်လို့သုံးသပ်ပြောဆိုပါရီရှမ်းပြည်တောင်ပိုင်းဖေခုံမြို့နယ်မူပြင်းမြို့အနောက်ဘက်ခြမ်းမှာရှိတဲ့စစ်ဆောင်စခန်းပေါင်း26ခုကပြည်သူတွေဟာအရင်နှစ်တွေထက်စောပြီးပုံမှုပြင်းထန်တဲ့အေးဒဏ်နဲ့ရင်ဆိုင်နေရပါတယ် ဒီရဲ့အေးတဲ့အကြောင်းတည်ဆုံမှုတွေပါရှိလာနေတယ်လို့ဒေသခံအကူအညီပေးအဖွဲ့တွေကပြောပါတယ်ကိုစောပွေးကတင်ဆက်ထားပါတယ်မိုးပြေမျိုးအနောက်ဘက်ချမ်းဒေသတွေမှာအရင်နှစ်တွေကဒီဇင်ဘာလလလောက်မှပဲအေးပိုလေးရှိပေမဲ့အခုနှစ်မှာတော့နွေမာလစကရေကစောစည်းစွာအေးပိုနေတာကြောင့်တက်ကြီးပိုင်းရွယ်တည်ဆုံးသူတွေပါရှိလာပါတယ်။အခုနှစ်ဆောင်းရသည်ဟာအေးပိုလာတာကြောင့်နှွေမလာတရက်နေ့ကနေ25ရက်နေ့အတွင်း တက်ကြီးပိုင်းအရွယ်တည်ဆုံးသူ6ယောက်အထိရှိပြီလို့စစ်ဘေးရှောင်တွေကိုအကူအညီပေးနေသူတွေကပြောပါဗျ။ညိတိုင်းထက်ကပိုအေးနေတယ်ဒီနေ့ကနေ့တိုင်းလည်းလို့ဆိုလို့ကျွန်တော်ဒီစင်ပါလလလောက်မှလုံးဝကချမ်းအေးတာပေါ့ အခုကအခုကတည်းကအေးပူနေပြီဆိုတော့လာမယ့်ဒီစင်ပါလလဲလောက်ဆိုလို့ချင်းပို့ပြီးမှအေးပူနိုင်တဲ့နေသားမှာတော့မန်းတော့မန်းထားကြတာပေါ့နော်အဲကြောင့်တချို့စိတ်ချောင်းတွေမှာဆိုလို့ချင်းဆောင်းကဒမိသားစုလုံးမှာတော့မနှစ်ထဲသုံးထဲပဲရှိတာတွေကရှိတယ်အဲ့တော့ထချုံနေရတဲ့မျိုးမလောက်မငတ်နဲ့ချုံရတဲ့မိမိသားစုတွေလည်းအများကြီးရှိတယ်ပေါ့နော်အေးတဲ့ကြောင့်စိပေးချောင်တွေဟာအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေအပြင်ငှက်ဖြာသွေးလိုတုပ်ခွေစတဲ့ယောဂဝိဒနာတွေပါခံစားနေရပါတယ်။ ဒီစစ်ပီရှောင်းနေအတွက်ကိုအနှွေးတွေစောင်းနေရအရေးကြီးလိုအပ်တယ်။ဘာကြောင့်လိုအပ်လဲဆိုလို့ရှိရင်ခြုံစရာမရှိတဲ့စောင်းတို့ဘာလို့မလုံတာ၊ခြံတော်တို့ဘာလို့မလုံတာဆိုရင်ဒီချိန်မှာကျွန်တော်တို့ခြင်တို့ဘာလို့ကိုက်ပြီးတော့မလုံလာအပ်တဲ့ကြက်မကြီးထိကိုက်တာတွေဖြစ်လာနိုင်တယ်ပေါ့နော်။ကရနီအမျိုးသမီးအစည်းအရုံး KNWO ဥက္ကဋ္ဌကတော့ယောဂဘယကောက်ွယ်ဖို့အတွက်အရေးကြီးတဲ့အရာတွေကိုလေးပြပြောဆိုပါရစေ။ ပေးခဲ့တဲ့နေ့ဆိုရင်ကျမတို့မြပြင်အခြေအနေရပါတော့ကျမတို့ဒီငက်ဖြားလေးတုတ်ကွေးလေးအဖြစ်များတဲ့ဟာမျိုးတွေရှိတော့အခုဆိုရင်လည်းတုတ်ကွေးလေးပေါ့နော်ခလေးလေးအနာစီချောင်းဆိုတာဖြစ်ပြီးလို့တုတ်ကွေးနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ဟာတွေရှိတယ်ပေါ့နော်တက်ကြီးပိုင်းမှာဆိုနာတာချေယောဂဝေဒနာတဲ့တွေတွတ်ဆိုလည်းဒီဆောင်းတို့ပေါ့နော်အနှွေထေတို့တို့အဲ့တဲ့အခြေအနေမျိုးတွေဖြစ်တယ်ပေါ့နော်လက်ရှိမှာစစ်ဘေးရှောင်စကန်ပေါင်း26ခုကပြည်သူတွေအတွက်စုစုပေါင်းအနှွေထေဆောင်းတဲ့ချင်းတော်အထည်3000လောက်အရေးပေါ်လိုအပ်နေပါတယ် စစ်ဘေးရောက်ကူညီပေးရေးအဖွဲ့တွေကတော့ဒီအအေးတန်ကိုခံနိုင်ရင်ရှိစေဖို့အတွက်အနှွေးထည့်နဲ့ဆောင်တွေအပြင် စေဝါနဲ့အခြေခံစားနပ်ရိက္ခာတွေပါအရေးပေါ်လိုအပ်နေတာကြောင့်ကူညီလူဒန်းပေးကြဖို့တိုက်တွန်းတောင်းဆိုထားပါတယ်အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ရှိမြန်မာစစ်ရှောက်စခန်းတွေမှာနိုဝင်ဘာလအစောပိုင်းကဖြစ်ခဲ့တဲ့ပြင်းထန်တဲ့ဝမ်ပြေဝမ်လျှော်ကူးစက်ရောဂါကိုတာဝန်ရှိသူတွေကအပြေအဝနှိပါထိ ंछ ုံနိုင်ပြီဖြစ်ပါတယ်။ဒီကြောင့်ကိုရောကွန်ပျူတာကတင်ဆက်ထားပါတယ်။ ဒီဝမ်ပြေဝါချောကုဆက်ယောဂါဟာချင်းပြည်ထဲကပလဝတ်နဲ့စမီမြို့နယ်ကစစ်ဘေးရှောင်တွေခုလုံနေတဲ့ကာကီတွေ့တဲ့နဲ့လောက်စုစခန်းတွေမှာပြန်ပွားခဲ့တာပါယောဂါကြောင့်လူပေါင်း150လောက်ကုဆက်ခံခဲ့ရပြီးကလေးငယ်တယောက်ပါဝင်စုစုပေါင်း9ယောက်တည်ဆုံခဲ့ရပါတယ်ဒီတက်ခံလူငယ်အဖွဲ့တွေနဲ့ကျန်းမာရေးအဖွဲ့တွေရဲ့အချိန်မီကျူပတ်ဆောင်ရွက်မှုကြောင့်လက်ရှိမှာအချိန်တွေပြန်လဲတည်ငြိမ်လာပြီးထပ်တိုးလုံနာမရှိတော့ဘူးလို့ဒေတာသွင်းကအခုကြီးပေးကြီးအဖွဲ့တောင်ရှိသူတွေကပြောပါတယ် ထိုင်ထိုင်နိုင်ပြီပေါ့နော်အခုလောလောဆယ်တော့ထက်တူးလူနာတွေလည်းမရှိတော့ဘူးထိုင်နိုင်တဲ့အနေအထားရှိပြီယောဂထိုက်ချုပ်နိုင်ပြီဖြစ်တဲ့အတွက်ယောဂံပြတ်ပွားမှုကိုကာကွယ်ဖို့နှစ်ပတ်ကြာချက်မှတ်ထားတဲ့လှော့တောင်းအစီအမံတွေကိုလည်းစတင်ဖြေလျှော့နေပြီဖြစ်ပါတယ်အခုဒီဒူဒင်းဆက်ဆောင်စခန်းဖက်ကဖြီးတယ်ဆိုတာကမြေပြင်ရဲ့အတည်ပြုချက်အရဒီဟိုအဲအဲချမ်းမရီဌာနဖက်ကနေသူတို့ရဲ့ နေပြင်းသွင်းရှိချက်ပေါ်မှာအတီးပြူပြီးမှသူတို့ကနော်တောင်းကိုဖြီးတဲ့တဘောတော့ဖြစ်တာပေါ့နော်ဆိုတော့အခုဒီကတိချဖက်ကတော့ကျွန်တော်တို့ဟိုလုံးဝထက်တော့လုံးဝကို မရှိတော့ဘူးဆိုရင်ပုံမှန်လေးဖြီးပြီးဆိုရင်အဲ့ဒါလည်းမကြခင်မှာတော့ဖွင့်နိုင်မယ်လို့တော့ထင်တာပါပဲယောဂကုသမှုအန်တီအကျော်လွန်နိုင်ပြီဖြစ်တာကြောင့်အေးပေါ်စာနာရိတ်ခါပြက်လက်မှုကိုဖြီးရှင်းဖို့အတွက်နှစ်ပတ်ကြာပိတ်ထားခဲ့တဲ့ကုံတော်ရေးလမ်းကြောင်းတွေကိုလည်းပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးကုံတော်ရေးလုပ်ငန်းတွေလည်း ြန်လည်စတင်နေပြီဖြစ်ပါတယ်။နောက်ထပ်ကူးစက်မှုတွေမဖြစ်စေဖို့အတွက်အရခပြည်သူ့ကြမ်းမာရေးဌာန APH ကတောက်ရည်ကိုကြိုချက်ပြီးမှတောက်တုပ်ဖို့နဲ့ရေလုံအိမ်သားတွေဆောက်လုပ်အသုံးပြုဖို့စတဲ့ကြမ်းမာရေးဒီပီချက်တွေကိုအထူးဂရုပြုလိုက်နာကြဖို့လည်းနှိုးဆော်ထားပါတယ်။စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဥပဒေအသစ်ကြောင့်မြန်မာနိုင်ငံကတည်င်းသမားတွေဟာအသက်အန္တရာယ်အထိခြိမ်းခြောက်ခံနေရပြီးမီဒီယာလွတ်လပ်ခွင့်တွေဟာအပြင်းထန်ပိတ်ဆို့ခံနေရပါတယ်။ အဓိကဖိနှိပ်နေတဲ့ဥပဒေကတော့စစ်ကောင်မရှင်ကဇွန်လ29ရက်နေ့မှာပြတ်ထန်ခဲ့တဲ့ရွေးကောက်ပွဲနောက်ဆက်ဟန့်တာချင်းမှကာကွယ်ပေးဥပဒေဖြစ်ပါတယ်ဒီဥပဒေထဲမှာရွေးကောက်ပွဲပြည့်စည်အောင်စာရေးသားတာအပါအဝင်ဘယ်အနောက်ဆက်ပေးမှုမျိုးကိုမဆိုပြည့်တဲ့အနေနဲ့အမြင့်ဆုံးတည်တဲ့အထိချမှတ်နိုင်ပါ रे ဒီလိုချိန်ချမှုတွေကြောင့်ဝေဖန်ရေးသားတဲ့တည်င်းသမားတွေကိုထိရောက်စွာတားမြစ်ထားသလိုဖြစ်နေပါ रे ။ ဒီဥပဒေဟာတည်င်းသမားတွေကိုဘယ်လိုမျိုးဖိအားပေးနေရဆိုတာကိုကချင်တည်င်းဌာနကစီနီယာတည်င်းထောက်တယောက်ကလည်းအခုလိုရှင်းပြပါဗျ။ဒီလိုဥပဒေတွေထုတ်ထုတ်ပြန်လဲတော့ဘယ်သူမှမဖော်ထုတ်ရဲအောင်ကောင်းတီဖြစ်စေမကောင်းတီဖြစ်စေထောက်ခအောင်ဆိုတဲ့ပုံစံမျိုးနဲ့ဒီမီဒီယာတွေချင်းချောက်တဲ့အတက်ပါချင်းချောက်တဲ့ဥပဒေဖြစ်တယ်ပေါ့နော်။ ဒီဥပဒေဟာရွေးကောက်ပွဲကိုလွတ်လပ်စွာဝေဖန်ပိုက်ခွင့်ကိုပါပိတ်ပင်ထားတာကြောင့်ဥပဒေစစ်စစ်မဟုတ်ဘဲဖိနှိပ်ရရန်တရားတစ်ခုသာဖြစ်တယ်လို့အေယာဝရီတည်င်းဌာနအမှုဆောင်အယ်ဒီတာက ထောက်ပြပါတယ်။ ဒီကောက်ပွဲအကိုနောက်ရှက်ဟန်တာတဲ့စုကလေးကတော့အဲ့လိုမျိုးဥပဒေမဟုတ်တော့ဘူးလေ။ကိုအဲ့လိုမျိုးမဟုတ်တဲ့အခုကဒီပတ်ကအာနာတိန်ချပြီးတော့မှကျွန်တော်ကခံအားထားတဲ့ဒီကောက်ပွဲကော်မရှင်နဲ့အဲနောက်ပြီးတော့မှထုတ်ပြန်ပိုင်ခွင့်မရှိဘဲနဲ့ကျွန်တော်က အမိန်အာနာတွေနဲ့ချင်းကြောက်ပြိနေနေတဲ့အခြေအနေမှာလွတ်လပ်မြတ်တာတဲ့ဒီကောက်ပွဲဆိုတာကတော့မရှိတော့ဘူးပေါ့နော်။ဒီဥပဒေနဲ့ဖက်စီအေးအေးယူမှုတွေဟာဒေတာအတီးတီးမှရှိနေပါတယ်။ မြန်မာ Internet Project MIP ရဲ့အချက်အလက်တွေအရအခုနှစ်နိုဝင်ဘာလ14ရက်နေ့အထိရွေးကောက်ပွဲဥပဒေနဲ့ရန်ကုန်တိုင်းက14ရက်အပအဝင်တိုင်းနယ်ပြည်နယ်အသီးသီးကလူ30ကျော်ဖမ်းဆီးခံခဲ့ရပါတယ်ဒါအပြင်ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ KNU, AA, PDF နဲ့ချင်းလန်းစားတဲ့တိုင်းဒါလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင်ခေတ်သစ်တည်င်းဌာနစားတဲ့တည်င်းချန်တဲ့၃ခုကိုပါတရားစွဲဆိုထားပါတယ်။ ဒီလိုခြေနေတွေကြောင့်တည်တည်သမားတွေဟာရွေးကောက်ပွဲဥပဒေအပြင်မတရားအသင်းနဲ့ဆက်နွယ်မှုစားတဲ့ပုံမှန်ပေါင်းစုံနဲ့လည်းအချိန်မရွေးအေးအေးယူခံရနိုင်တယ်လို့လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM ဥက္ကဋ္ဌကပြောပါရယ် KNU ကိုဒီစီစီကော်မရှင်ကသူတို့မတရားသင်းပညာခါတဲ့တွေအခါကျတော့ KNU နဲ့ဆက်သက်ဆက်သွယ်နေနေတဲ့သူတွေ ဒီပုံကိုဖြစ်စီပေါ့လေတရင်းသမားတွေဖြစ်စီသူတို့ဘက်ကကြည့်ရင်တော့မတရားတင်တဲ့ဆက်တွေတဲ့ပုံမှန်ဆက်ကနေမြင်သွားတွေ့ဒီပါကြီးအဲ့လိုပုံမှန်ကြီးပေါင်းစုံပေါ့နော်အားလုံးကတော့အကျိုးသတိထားပြီးတော့ဥစ္စာအောင်ခိုင်းပေးရမယ့်အနေထားမျိုးဖြစ်ကြပါတော့ 2023ခုနှစ်အာနာသိပ်ပြီးနောက်ပိုင်းတည်င်းသမား223ရောက်အထိဖမ်းဆီးခံခဲ့ရပြီးရွေးကောက်ပွဲဥပဒေနဲ့တရားစွဲခံရသူအရက်သား30နီးပါးနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်းရှိနေပါတယ်။ IPCM ကတော့တည်င်းသမားတွေဟာဖိနှိပ်မှုတွေကြားကနေတည်င်းမီဒီယာခြေဝန်းနဲ့အညီဆက်လက်ရေးသားဖော်ထုတ်သွားကြဖို့တိုက်တွန်းထားပါတယ်။ အစည်းအဝေးကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာဆောင်မြော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစည်းအဝေးကိုရန်နာခွင့်ပြုပါရှင်။